အားလုံးပဲမင်္ဂလာပါခင်ဗျာဇလန်းကောင်းတွေတင်ဆက်ပေးဖို့အချိန်ခါဆက်ရုပ်လာပါပြီဒီနေ့ရွေးချယ်တင်ဆက်ပေးလိုက်တဲ့ဇလန်းလေးကိုလည်းခံစားနားဆင်ပေးကြပါဦးခင်ဗျာအင်းတို့ပြန်လဲရောက်ချီတော့အချိန်ကနနေ့9နာရီခွဲပြီးနေပြီနနေ့စာတမင်ဟင်ချစ်ပြုတ်ရေးအင်းတန်ချင်းရေးတွေရှိနေသေးတဲ့အတွက်တကြောင်ခရီးရောက်မဆိုင်အပွားအိုပေးမနေမီကိုတွေးမိ၍တကြောင်မခင်ရွှေက မွေနိုင်သူအဖအသားဘွားအကြောင်းအလွန်အမင်းသိလိုသည့်စိတ်ကို အလိုက်သိစွာချုပ်ထီးထားရတယ်။မိဖို့ကြောင့်ကိစ္စအိမ်တန်းချင်းရဲ့ကိစ္စတွေပြည်စည်းတော့အခါအဘွားကြီးသားမိနဲ့မခင်ချွေးကထမင်းဟင်စားတော့ပြီးစေးကြောတိန်စီရသည်တယ်။ကိစ္စအလုံးပြီးတော့အခါမှမခင်ချွေးကအဘွားဟိုရှိရသူလာခဲ့တယ်။အဘွားဟိုကအဲ့ရဘော်တွင်တက်တက်တာတာလဲလျောင်းနေတယ်။ဘဘွားကျမကုတို့ယူပါရစေ။ မခင်ရွှေကသိုးကအဘွားအိုချင်းချင်းဘက်ကထိုင်းလိုက်ပြီးခြေဖွားနဲ့ခြေသလုံးကို အသာအယာစုံနယ်လိုက်တယ်။အဘွားအိုကမိမ့်မိထားသောမျက်လုံးကိုဖွင့်ပြီးကြည့်လိုက်တယ်။အေးကွယ်သာဓုသာဓုသာဓုဆီယမလေးဘွားဘွားတို့အိမ်ရောက်လာကလေးကဝတရားမပြည့်ပြုစုခဲ့တယ်နော်။ကျေးဇူးတင်ပါတယ်လုံမလေးရဲ့။ထွက်ခါရဲ့အဘွားကြီးသမီးကပါရောက်ရှိလာပြီးသူ့အမေဘေးမှာထိုင်းလိုက်တယ်။ အဘွားအိုလက်တစ်ဖက်ကိုယူရစွာဆွဲယူဆုံးနယ်လိုက်ပြီးဆရာမလေးသိကျင်တဲ့အဘအသားဘွားကြောင့်ပြောပြပါအောင်အမေထို့သို့စကားစားပေးလိုက်တယ်ထူအခါမှအဘွားကြီးကသတိရသွားဟန်ဖြင့်ဩအေးကိုရင်သားဘောအကြောင်းလားနေပါအောင်ဘဲကစားပြီးပြောရပါ အဘွားကြီးကပြောပြီးစဉ်းစားဟန်ဖြင့်တမိနဲ့ခမ်းမြငိန်နေပြီမှဆက်ပြောတယ်ကိုရင်သားဘောကဒီဝါစားတိမဟုတ်ဘူးကွယ် ဒါပေမဲ့ဒီဝါမားပဲအဘွားတော်အိမ်မှာအခြေစားပြီးဒီဝါမားပဲမွေးကြိုက်လူနာတွေကိုကဲသွားတယ်။ကိုရင်သားပေါ်ဒီဝါရောက်လာတာကတော့အဘွားခင်မွန်ကိုပုအောင်ကိုအကြောင်းပြုပြီးရောက်လာတာမိန်းကလေးရဲ့အဘွားကြီးကမခင်ရွှေကိုဆီယာမလေးလို့ခေါ်လိုက်လုံမလေးလို့ခေါ်လိုက်မိန်းကလေးလို့ခေါ်လိုက်ဖြစ်ချစ်စနိုးအမျိုးမျိုးခေါ်နေသည်ကိုမခင်ရွှေကလည်းနှစ်ချိုက်ကြည်ပြူသွားပြီးသဘောကျတဲ့ဟုတ်ကဲ့ဘွားဘွား အဲ့ဒီအဘသာဘောကဒီဝါသမဟုတ်ဘူးဆိုတော့သူ့ဇာတိကဘယ်မှလဲမပြောဘူးကွယ်ကိုရင်သာဘောကလူတစ်မျိုးမေးလေပြောချင်မှပြောတယ်မမေးပေမဲ့သူပြောချင်ပြောတာပဲတချို့ယွာသူယွာသားတွေကတော့ကိုရင်သာဘောကိုကြက်မပြေဘူးအယူလို့ပြောကြတယ်ဒါပေမဲ့ကိုရင်သာဘောမယူဘူးစိတ်တဘောထူးဆန်းတဲ့လူလို့ဆိုရမယ်ထူအခါဘွားကြီးသမီးကဟုတ်တယ် အဘသာဘောကအယုမဟုတ်ဘူးသူတို့ကအဘသာဘောတီတီနေတာကိုကြံဖန်အပြစ်ချပြောကြတာယူတဲ့လူက မွေးနိုင်ပါမလားမွေးကိုက်ခံရတဲ့လူနာကိုစိတ်ကူပေးနိုင်ပါမလားဆရာမလေးရဲ့နောက်ပြီအဘသာဘောကစိတ်ကူကဘဲရွေ့ဘဲမြပေးရမယ်လို့ဘဲတော့မှ မတောင်းဘူးပေးခြင်းပေးမပေးခြင်းနေပေးလေကူတာပဲမပေးလေကူတာပဲအဘသာဘောကအိမ်တော်မရှိဘူးဆရာမလေးရဲ့ လူမျိုးကြီးအဘအတာပေါ်ဒီရွာရောက်လာတာမောင်းလေးစုံးမိမှနော်အမေထို့သူတွတ်တွယ်လက်လက်ပြောဆိုမေးမြန်းလိုက်တယ်ဟုတ်တယ်ตาဆုံးပြီးသုံးလားလောက်အကြာမှရောက်လာတာအဲ့ဒီအချိန်ကကိုရင်သားပေါ်အသက်အရွယ်ကကိုပူအောင်တဲ့သုံးလေးနှစ်လောက်ကြီးမလားပဲလူပုံကရုပ်ရည်တန်တန်ချောင်းတစ်ဆောင်နဲ့ကောင်းလိုက်တဲ့သပိန်လေးဆိုတာချင်းမျက်စိထီရောအဲ့ဒီအဘသားဘောကဘယ်လိုအကြောင်းပြုပြီး ဘိုးဘိုးနဲ့ဆက်သွယ်မိတာလေဖွားဖွားသူတို့သားမေစကားအရာအဘသားပေါ်ဤဝါကို ရောက်လာခြင်းကဆိုလျင်အဘွားကြီးသမီးကဆယ်နှစ်ကျော်အရွယ်ခလိငယ်များသာဖြစ်သေး၍တေချာစွာမှတ်မိနိုင်မည်မဟုတ်လို့တွေးမိပြီးအဘွားအိုကသာမေးလိုက်တဲ့ဆရာမလေးကထူးထူးဆန်းဆန်းကလေးတွေမှတ်ဖို့သားဖို့ဝါသနာပါတယ်ဆိုရင်ဘွားဘွားတို့ရေးပြိုင်းနဲ့ပတ်သက်ပြီးပြောစရာကလေးတွေတော်တော်များများရှိတယ်ကွယ် မှတ်တမ်းသဘောမျိုးနဲ့စားကလေးရေးထားပါလားအဘွားကြီးကပြောတော့အခါမက်ခင်ချွေ စိတ်ထဲမှာ စားရေးစရာဖြစ်ချင်းသလိုလိုစန္ဒာမျိုးဖြစ်ပေါ်လာတဲ့ကုသိုလ်ကံဟူသည့်မြေတုကများအကျိုးတင်မမြင်နိုင်ရှိမက်ခင်ချွေအဖို့တနေ့တော့အခါဝယ်နာမည်ကျော်စားရေးစရာမဖြစ်နိုင်လို့မြေတုကပြောနိုင်မည်နီထို့ကြောင့်အဘွားအိုပြောတဲ့အတိုင်းသဘောတူညီလိုက်တဲ့ဘွားဘွားပြောတာကောင်းနေ ျမအမှတ်တမ်းသဘောအလုံးပြန်ရိပ်ထားမယ်ဘွားဘွားထူးထူးဆန်းဆန်းကလေးတွေကသာပြောပြပါအေးအခုကိုရင်သားဘောအကြောင်းပြောပြမယ်မိန်းကလေးမှတ်တမ်းကလေးရေးစမ်းရေးပြီးရင်ဘွားဘွားကိုပြန်ဖတ်ပြဟုတ်ကဲ့ဘွားဘွားပြောပြပါအဘွားကိုပြောပြတဲ့အဘသားဘောအကြောင်းကိုမခင်ရွှေကပြေးကဲ့သို့မှတ်တမ်းရေးလိုက်တယ်တားငယ်သည့်သူရင်ဝင်ရိတ်မှထွက်သွားခဲ့သည်မှာသုံးလကြာခဲ့ပြီဖြစ်တော်လေ ကိုဘောင်တို့မိသားစုက တနေ့မှမမေ့နိုင်အလွတ်မပြေးနိုင်အောင်ဖြစ်ရတယ်ပင်ပန်းဆင်းရဲစွာလောက်ကန်ချာပွေစမ်းတော့ရသည့်အဖြစ်မှလွမြောက်စေတဲ့ကောင်းကျိုးချမ်းသာပေးတဲ့သားငယ်ကိုများစွာလွမ်းဆွတ်သည့်အလျောက်မိုးရီအောင်ကမုံမုံမိုင်းမိုင်းကြီးဖြစ်နေသော နေ့တနေ့ဝဲကုပ္ပအောင်ကသားငယ်လေးလျောင်အိတ်ဆက်ရအုပ်ကိုချိတဲ့တောင်ကုန်းငယ်စီတို့သူတယောက်ထဲထွက်လာခဲ့တဲ့မချွေအိမ်ကိုပင်အသိမပေးပဲ တိတ်တဆိတ်ထွက်လာခဲ့ခြင်းကမတ်ချွေင်းကမိမသားဖြစ်တဲ့အလျောက်တားရဲ့အုတ်ကိုကိုမမြင်လျင်တောသေးတယ်ညင်ရလျင်ထိမနိုင်သိမ့်မရပရိဒီဝတောကာမိအာကြည့်လာသည်ဖြစ်သောကြောင့်ထိုးတောင်းကုန်ထိတ်ကိုမတွားရအောင် ဖြောင်းပြခဲ့ရတယ်ထို့ကြောင့်ကိုဘိုးအောင်ကတိတ်တဆိတ်ထွက်လာခဲ့ခြင်းဖြစ်တဲ့တောင်းကုန်ငယ်ကိုမရောက်မီလဲခွေးလေးစုဆောင်ရလဲကန်းတဲ့ထိတ်ဝဲအဓိကရာတောင်းပိုးကြီးတစ်ခုက ချိနေခဲ့သည်မှာနှစ်ပရိသေဒတော်တော်ပင်ကြားညောင်းခဲ့လေပြီတောင်ပေါ်ကြီးအတွင်းမှာကမွေးကြီးတကောင်ရှိနေတယ်မွေးကြီးကနှစ်ချို့မွေးကြီးပင်ဖြစ်တော်လေကိုခန္ဓာမှာနှစ်ကြားညောင်း၍ကြီးတယ်လို့မရှိပထမဦးဆုံးတွေ့ကြရဖို့သည်အရွယ်ပမာဏအတိုင်းသာရှိနေပြီအယောင်မှာအစိမ့်ပုတ်ရောင်ဖြစ်တယ်မွေးကြီးကလည်းမြေသူကိုမြအန်တရရဲ့မပြုတ်ခဲ့မြေသူကမှလည်းမွေးကြီးကိုအနောက်အချက်မပေးပဲ့ ဘေးမဲ့လူသဘောထားနေခဲ့ကြသည် ဖြစ်ရာရွာသူရွာသားတွေနဲ့မွေးကြီးကနားလည်မှုရှိနေတယ်လို့ဆိုရမယ်လွန်ခဲ့သည့်နှစ်ရက်ခန့်ကမှုမော်တော်ကားလမ်းဘေးမှာရေပုံးဆိုင်ဖွင့်ရောင်းနေသူဆိုင်းချင်းအားခရီးတစ်ထောင်နားခိုးနေတဲ့မော်တော်ကားစီခရီးတဲ့ကလင်းမွေသားကိုအရက်နဲ့မြည်လို့တယ်လင်းမွေတကောင်ကိုအေးဆုံးပြီးအခွေမပြည့်ကြောပေးလျင်ငွေငါးချက်ပေးမယ်လို့ဆိုတယ်ထို့ကြောင့်အရက်ဆိုင်ချင်းက ငွေငါးချက်ကိုမက်ခါလင်းမွေကိုချားပွေးတယ်လင်းမွေကိုချားမရသည်အစုံဓတကကိုချိုင်းသည့်သဘောပြေတောင်ပေါ်တဲ့ကမွေးကြီးကိုရအောင်ကြံစီတယ်မွေးတွင်းဝကိုငရုတ်သည့်ညော်ပြေတိုက်တော့အခါမွေးကြီးထွက်လာတယ်အရက်ဆိုင်ချင်းကလက်ထဲမှာအသင်ကိုင်းထားတော့ငါးကွာခရင်ပြေမွေးကြီးကောင်းကိုသေးချသွားချင်းပြီးထိုးတယ်သူခရင်သွားကမွေးကြီးဥကောင်းကိုမထိပဲမွေးကြီးကသူ့ခြေသလုံးကို အဘဒရပေါက်ပြီးတွင်းနဲ့ပြန်ဝင်သွားတယ်။အကျဲဆိုင်းချင်းကငွေသားလည်းမရ၊ငွေငှားကြလည်းမရပဲငွေစိတ်မွန်ကသူ့ရဲ့ဆိုင်ကို အတူပါလာသူကတယူသွားပြီးငွေကုဆေးစရာကိုပင်းပြီးကုသနေတော့လေငွေစိတ်ကမကြသေး။ဤအဖြစ်ကယနေ့မနေ့အစောပိုင်းကဖြစ်လိုက်သည်ကိုတရင်ဝလုံးသိလိုက်သည်နေတူကိုပုအောင်လည်းသိခဲ့တယ်။သို့တော့ငွေကလေးငါးချက်မဲပြီး လောက်အပ်တာသွားလုတဲ့လူဒီလိုအဓိကရမွေးကြီးမျိုးကြိုက်တာကတော့မွေးကြိုက်ပြောင်စိတ်ကူစရာလေခုနိုင်မှာမဟုတ်ဘူးထိုးကဲ့သို့ဒူးညိတဲ့ဆုံးပြတ်ချက်ကိုဒီဝါလုံးကချားထားတယ်ရွာသူရွာသားတွေဆုံးပြတ်ချက်ကပင်မှန်နေပြီလားမသိမွေးကြိုက်ခံရတော့လူနာသည်မနေ့ခုနိုင်လောက်က အကြိုက်ခံရတယ်စိတ်စရာကိုချက်ချင်းပင်ပြီးကူတာခဲ့တယ်သို့တော့ယခုကိုပိုးအောင် တောင်းကုန်းကဲ့သို့သွားရန် ထွက်လာတဲ့နေမွန်တဲ့ချိန်တိုင်းတော့လေမွေးစိတ်ကမကြသေးသတိမရသေးမွေးစိတ်မွန်နေသေးပင်လက်ရှိကိုနေတော့ဆရာကဟန်ပုံမပေါ်၍လက်ချော်ထွက်ခွာသွားသည်ဖြင့်နောက်ထပ်ဆေးစရာအသက်တယောက်ကျိုးစားချာပွေနေစေဖြစ်တဲ့ကိုဘိုးအောင်ကတားငယ်လေးလျောင်အိတ်ဆက်တဲ့ပုပ်ကိုရှိရာ တောင်ကုန်းငယ်စီတို့ထွက်လာရင် မနေ့ကတောင်ပေါ်တွင်အောင်မွေးကြီးနေငွေငှားချက်မေမောတော့ အရက်ဆိုင်ချင်းတို့အဖြစ်ကိုသတိရကယွာတို့ယွာသားတွေပြို့နှုတ်ရင်ကောက်ဆိုင်ရင်ဒီလေကန်သိန်းပေါ်တောင်ပေါ်ကြီးအနားမှာထိုင်းကြနားကြထမင်းစားကြလုံးတရာကြာလှဖို့ဒီမွေကြီးကသူ့ကိုဒုက္ခမပေးတဲ့လူတွေကို သူကလည်းဒုက္ခမပေးပါဘူးတူကိုတူသက်စာတရားစောင့်တည်ထိမ့်သိမ့်မှုတကယ်အရေးကြီးပါလားထို့သောဒီလိုရေးရရင် တောင်ပေါ်ကြီးရှိရာကိုလှမ်းမြော်ကြည့်လိုက်မိတော့ ကိုဖို့အောင်ရဲ့မျက်လုံးကတောင်ပေါ်အနားတွင်တည်တည်ငြိမ်ငြိမ်ရမ်းနေသောလူတစ်ယောက်ကိုတွေးလိုက်ရတဲ့ထိုးလူရဲ့လက်ပေါ်တွင်က မွေကြီးတစ်ကောင်ချိနေတဲ့ကိုဖို့အောင်ရှိနေရတဲ့တောင်ပေါ်ကခဲတပြည့်တာတာမျှတာကွာဝေးသည်ဖြစ်ရာမြင်ကွင်းကပြတ်သားထင်ရှားလာတဲ့ထိုးလူရဲ့လက်ပေါ်ကမွေကြီးကတောင်ပေါ်ထဲမှာနေတဲ့အစိမ့်ပုတ်ရောင်မွေးကြီးပဲဖြစ်တဲ့ကိုပူအောင်ကတေချာစီရန်အနာသူကတ်သွားတယ် အနာတို့ရောက်သေးတဲ့တပြိုင်နဲ့ထိုးလူကစတင် ပြောဆိုတယ်တဝူကိုတူအန်တရမပြုတ်ပဲတစ္ဆာစောင်းနေသမျှကာလာပလုံစိတ်ချမ်းသာမှုရမှာပေါ့ဗျာအခုတော့မွေးကြည့်သူ့ဘာသာသူ နေနေတာကိုတပ်ဖို့အားထုတ်တာကို နေမွေးမိမှလူနာကိုကျွန်တော်လည်းအရင်တော့အသက်ရှင်အောင်ကဲနိုင်ပါလေထို့သူထိုးလူကပြောဆိုပြီးမွေးကြည့်ကို သူ့တွင်းဝါသူညင်သာစွာရှားပေးလိုက်တယ်မွေးကြည့်က လှမ်းပါတော့ဗပင်းကြီးကိုဘေညာရင်းက ကိုပုအောင်ကိုကြည့်နေတဲ့ခြွေကနဲ့အတန်ချီကြီးပြုပြီးဗပင်းကိုချကတွင်းထဲသို့ဝင်းသွားတယ်ကိုပုအောင်ကသူ့လာရင်ကိစ္စကိုဖေးဖဲလိုက်တယ်မွေးကြိုက်ခံရတဲ့လူနာ ချမ်းသာစေလိုသောစန္ဒဖြင့်နောင်ကြီးကဲနိုင်ရင်ကျွန်တော်လူနာရှင့်ကိုစားပေးမာတယ်ဗျာအခုကြွပါ ထို့သူရိုးသေးစွာတောင်းမှန်လိုက်တယ်ထိုလူကဥကောင်းကိုခါးရမ်းလိုက်တယ် ခမရကဘာမှမဆိုင်တဲ့ကြားလူပဲဗျလူနာရှင်ကိုယ်တိုင်ကလူလားမယ်မလူလားမယ်ဆိုတာမသိသေးပဲကျွန်တော်ကအရင်လိုက်သွားပါပြီတဲ့ဟိုမှာလူနာရှင်ပေးထားတဲ့စိတ်စရာတရားကိုလက်ထဲမှာလူနာရောက်နေနေရင် ကျုပ်က အတင်းဝင် လူကုလို့ဖြစ်မလားတယောက်စီကိုတယောက်မကြောကောင်းမှုလေပက်စာတရားဆိုတာချီရမှာပေါ့ထိုးလူရဲ့စကားအသေးပဲကိုကိုဖို့အောင်ကောင်းကောင်းနားလေတဲ့ထိုးလူကိုမြင်းသေးနဲ့တပြိုင်နဲ့ ူပြောသည့်စကားတွေကိုကြားရသည်နှင့်တပြိုင်နက်မွေးစိတ်ကိုနိုင်သူဖြစ်ကြောင်းအကဲခတ်မိတယ်။ထို့ကြောင့်ထိုလူကို"နောင်ကြီးဒီနေရာကဘဲမှ မသွားပါနဲ့ဦးတော့လူနာရှင်းစီကိုကျွန်တော်အမြဲဆုံးသွားပြီးအကြောင်းကြားပါမယ်။ခဏစောင့်ပါနော်နောင်ကြီး"ထို့သူရိုးရိုးသေးသေးဖြင့်တောင်းမှန်ထားခဲ့ပြီးလူနာရှိရသူဒုံဆိုင်ပြေးလာခဲ့တယ်။လူနာရှင်းကနောက်ထပ်ရှားပွေပင်းထားတော့စိတ်เสียကားလေစံတဝါဝါဖြစ်နေ၍ လူနာချင်းကစိတ်ပြေဝမ်းနဲ့နေစေဝေကိုဖို့အောင်ရောက်ချီသွားပြီးလူနာချင်းကိုအကျိုးအကြောင်းပြောပြတယ်လူနာချင်းကဝမ်းမြောက်အတက်စွာပြည့်ကုလစာဆေးစရာကို ထိုက်တဲ့နဲ့ငွေကြေးကတော့ပြည့်ပြန်လွှတ်လိုက်တော့အခါပညာမပြည့်စုံသေး၍ရောင်းဝါးဝါဖြစ်နေတော့ဆရာကချောလဲရောထိုင်ကခတ်တုတ်တုတ်ပြန်ကြွသွားတော့တယ်လူနာချင်းကိုတိုင်းကကိုဖို့အောင်နဲ့အတူလိုက်လာပြီးတယုတ်တသိပင်းတော့အခါထိုးလူက ကြီးပြူသွားလိုက်လာတဲ့မွေစိတ်မွန်ကာသတိမေ့နေတော့လူနာကိုသေးချသွားကြီးချူပြီးအိတ်ထဲမှာပါလာတဲ့စေးပလင်ငယ်လေးထဲမှာစေးမုံအနှဲငယ်ကိုရေးဖြောကလူနာရဲ့ပါဇက်ထဲကိုလောင်းထည့်တဲ့မွေကြိုက်တဲ့နေရာကိုဓာငယ်ဖြစ်လက်တဆက်စီမြကြစ်ချေကခွဲပြီးစေးမုံတွေကိုတိတ်ထည့်တဲ့ကွန်းတရားညက်သားသားမြကြားတော့အခါဝဲလူနာရဲ့ပါဇက်ထဲမှာအမြုပ်တွေအံထွက်တဲ့ဓာခွဲရအနာမှာ တွေးဖို့ညူညူမဲမဲတွေစေးကြတယ်အနာမညူညူမဲမဲတွေစေးကြပြီးရက်တံသွားတော့အခါတွင်က လူနာကသတိပြန်လေရလာတယ်ကဲမသေးတော့ဘူးစိတ်ချထိုးလူက စကားတခုနဲ့တူတူပြက်ပြက်ပြောကမြေသူမှမတားစီနိုင်မီပင် လူနာအိမ်မှထွက်ခွာသွားတယ်ကိုဘူးအောင်ကကြပြကတိပြေးလိုက်လာတယ်သူ့အိမ်မှာအခိုက်အတန့်အမော့ဖြေပါလို့တောင်းပန်ပြီးပြန်ခေါ်လာခဲ့ရတယ် ကိုဘူအောင်နဲ့စတင်တီးကျွမ်းရသဖြင့်ခင်းမင်းစိတ်မေတ္တာစိတ်ထဟန်တူသောထိုးလူက အေးပြခမရစီမာတော့နေချင်းစိတ်ချိသာကျုံနာမဲကတာဘောတဲ့မှတ်ထားခမရနာမဲကရောအတိုင်းအဝိုင်းအဖွဲအနှွေစကလုံးကိုမတုံးမဲရိုးရိုးချင်းချင်းပြောတော့ကိုတာဘောနဲ့ကိုဘောင်တို့မိသားစုကဆွေမျိုးရင်းချလို့ဖြစ်သွားတယ်သူ့နာမဲကိုတာဘောသူ့အသက်ကကိုဘောင်ထက်၄နှစ်လောက်ကြီးတယ် ။ငွေကြိုက်လူနာကိုနိုင်နိုင်နေနေစိတ်ကူတတ်သည်ဟုသောအချက်သုံးချက်ကလွဲပြီးကိုသားဘောအကြောင်းကိုကိုဘောင်တို့မိသားစုဘာမှ မသိရရှိကိုသားဘောကလည်းဤသုံးကုန်သောစကားကလွဲပြီးဘာမှမပြောမိတို့ပင်ဖြစ်စေတောင်းနေတူဘဝကုသိုလ်ကြောင့်ဆွေမျိုးရင်းချလိုခင်မင်းပြီးအတုနေထိုင်စားတော့လာခဲ့ကြတယ်ကိုသားဘောမွေးကြိုက်ခင်ရသူကိုစိတ်ကူဘုံမှာရိုးရိုးစင်စင်လို့စိုးနိုင်မြည်လား နည်းနည်းသောပညာတရက်ဖြင့်ကုသေးလို့ဆိုနိုင်မည်လားမသိပေ။မွေးကားရဲ့ခံရသူကိုမမြင်ရသေးမတွေ့ရသေးတော့လေ။လာပင်သောလူနာချင်းကိုကျုပ်မလိုက်ပါရစေနဲ့။ပြန်ပါဗျာ။ထိုးတို့ပြောလို့လင်ထိုးလူနာကစိတ်စရာလာပင်သူအိမ်ပြန်မရောက်မီမှာပင်သေဆုံးနေပြီဖြစ်တယ်။မွေးကားခံရပြီမိနဲ့ပိုင်နိုင်ပိုင်အတွင်မှာလာပင်ဈေးကားမှုကိုသားဘောကအနေငယ်များ ခတ်ထွေတွေမြေတောင်ဆင်းနေပြီးမှ အထက်ပါအတိုင်းပြောလို့လင်ထိုးလူနာသည်မြေတိနေနေမြအသက်မရှင်နိုင်တော့ချေမွေကြိုက်ခံထားရသည်မှာတနေ့ကောင်အချိန်ကြာညောင်းနေလင်ကစားလူနာချင်းကလာပင်တော့အခါ၌အနေငယ်မြခတ်ထွေတွေမြေတောင်ဆင်းနေပြီးမှအေးလိုက်ထားပေါ့သွားကြစို့ထိုးတို့ဆိုပြီးပင့်ခေါ်ရာလိုက်လာလင်ထိုးလူနာကသေးကြပေါ့ပြောက်ကင်းချမ်းသာတယ်ထိုးအခါ လူနာရှင်တို့လောကမှာပြောစမှတ်တစ်ခုဖြစ်လာတဲ့ဆရာသားဘောကိုပင့်လို့မရရင်အဲ့ဒီလူနာအတွေ့အဆုံးဆုံးကိစ္စဆောင်ရွက်ဖို့သာစီစဉ်ပေတော့ဆရာသားဘောကြွလာရင်တော့အဲ့ဒီလူနာကို မွေမကလို့ငကားကြီးပဲပောက်တဲ့လိုင်အောင်တော့ဘယ်တော့မှ မသိနိုင်တော့ဘူးကိုသားဘောက မွေးကိုက်လူနာအတွက်သာတည်တံ့ဆေးကုတယ်အခြားယောဂဝေဒနာများအတွက်ကိုမှမိခဲ့တော့သူကမြေမြပင်တောင်းမှန်တို့ချို့ ပင့်ခေါ်နေစေကားမှုလုံးဝလက်မခံပေစေကူကအတွက်ကိုမြည်တဲ့အခါမှစကားမပြောလူနာချင်းကစေတနာအလျောက်လာကြတော့တော့ဝေးကြည့်အဝဲအထည်စားတော့ဖွေရာ ပြည့်စည်အသုံးဆောင်ကိုသူတဲကိုနေထိုင်စားတော့ရာအင်းချင်းကိုဘအောင်တို့မိသားစုကိုအလုံးပုံပေးတယ်ဆင်းရဲချွန်းခဲ့တော့လူနာရှင်ဖြစ်နေလိမ့်စေကူကကရောကြည့်မယူသေးတာမက တခြားသူတွေကရောထားတယ်ပြည့်စည်တဲ့ကပင် ခွဲဝေးပြီး ပေးကံထောက်ပံ့တိုက်သိတယ်ကိုဘူအောင်တို့မိသားစုမှာကိုသားဘောကိုတွေးတာအရင်အချာလိုပင်ခင်မင်အားကိုကြတယ်သူဇာတိဇက်မြေအထုပ္ပရိကိုမေးကြည့်လျင်သိရတော့ခမရတို့မှာဘလို့အကျိုးကျေးဇူးတွေခန်းစားချရမှာလဲမသိတော့ကောဘလို့အကျိုးကျေးဇူးဆုပ်ယုပ်သွားမှာလဲအဲ့ဒါပြောကြစမ်းမှာကျုပ်ကြီးနဲ့အောင်ပြောနိုင်ရင်ကျုပ်ရာသပင်ကိုပြောပြမယ်ထိုးကဲ့သို့အဖြစ်ဖြစ်မင်းမြန်းသူကိုနှုတ်ပိတ်စေတဲ့ ဆရာကြီးရဲ့မွေးပြည့်စည်လေးထိုးပေးပါ ထိုးတို့တောင်းမှလည်းကျုပ်ကငါးပါးသီလနေတိုင်းမြဲထားတော့မူသားမပါပဲအမှန်တိုင်းပြောရမယ်ဆိုရင် ခမရတို့ကိုမွေးပြည့်စည်ထိုးပေးဖို့နေနေသားသားကျုပ်ကိုယ်တိုင်က မွေးပြည့်စည်လုံးဝမထိုးခဲ့ဘူးဘူးမွေးပြည့်စည်လည်းမရှိပါဘူးထိုးတို့ဖြည့်ရှင်ပြရတဲ့ညီတို့ပင်ဖြစ်စီကိုသားပေါ်တယောက်မွေးစိတ်ကိုနိုင်သေးကတော့အမှန်ပဲဖြစ်တယ်မွေးကြိုက်ခံလူနာရှိ၍ လာပင်လျင်မြင်းမြဝေးကွာသောဒေသဖြစ်စေတက်ရှိတရဝါယုံညာဆွေရသောယင်းကိုကိုသားပေါ်မြည်တဲ့အခါမှ မစည်းတဲ့ခြေလျင်သာလမ်းချောင်းလိုက်လေရှိတဲ့တကြိမ်သောအခါကရွာတရွာမှလူနာချင်းလာပင်နဲ့ရွာမှ အတော်ဝေးကွာသောဒေသဖြစ်တဲ့မနေ့ကညအုပ်ပိုင်းအချိန်မှရင်းနှွေးဥတေရန်ထင်းပုံထဲမှထင်းကိုဆွဲယူလိုက်ရာထင်းပုံထဲမှမိကြီးကဲလူလှမ်းပစွာနေရဲနေသော ကြောင်းမြရတနာလိုတောက်ပြောင်းနေသည့်အရာနှစ်ခုကိုတွေ့ရသဖြင့်ကိုင်းလိုကြည်လိုက်မိတယ်။ထိုအရာကမွေးတကောင်းရဲ့မျိုးလုံးများဖြစ်ကြောင်းမွေးကైခံလိုက်ရမှသိရတယ်လို့ဆိုတယ်။မနေ့ညာဦးပိုင်းအရှိန်ကမွေးကైခံရတယ်။ယခုကိုသားပေါ်ထံလူနာရှင်လာပင်တော့အချိန်မှာမနေ့9နာရီအချိန်တိုင်းပေပြီလူနာရှင်ရဲ့မျက်နှာက စိုးရိမ်ထိတ်လန့်ခြင်းဖြင့်ဖြူဖက်ဖြူရော်ဖြစ်နေတယ်။မိုင်းမုံရီဝေးတော့မျိုးလုံးများဖြင့် ကိုသားဘောကိုအာကိုခြင်းကြီးစွာကျင်းတဲ့ကိုသားဘောကထုံးစံအတိုင်းမြတ်တော်ဆင်းကခတ်ထွေတွေခက်တာမြငိမ့်နေတဲ့ထို့နောက်မတိမသာအသိပြင်းချလိုက်ပြီးအေးလိုက်တာဘောသွားကြစို့ထိုးခဲ့သူစကားနှုတ်မှထွက်လာသည်တွင်လူနာချင်းရဲ့ဖြူရောသောညှို့ငဲ့သော မျက်နှာသည်ချက်ချင်းတွေးရောင်ဖြန်းကလမ်းဆန်းကြည်လင်သွားတယ်လူနာရှိရာရောက်၍ကုသပြီးသောအခါ ကိုသားဘောကထင်းမုံထဲမှာမွေးရှိသလားထိုးခဲ့သူမေးမြန်းနေမွေးရှိနေသေးတယ်မရှိတော့ပြီကိုမြေသူမှ မပြောနိုင်မြေသူမှလည်းထင်းမုံကို မရှင်းဟွန်ဖြစ်နေကြောင်းသိရတယ်အချိန်ကညနေ9နာရီထိုးလို့နေပြီနေရောင်းတော့ရှိပါသေးတယ်လေကိုသားဘောကပြောပြီးမှန်ခတ်ကြည့်ကြည့်တစ်ချက်တောင်းနေမှန်ရတော့အခါကိုသားဘောကနေရောင်းရသည့်နေရာမှာမှန်ကိုထောင်းပြီးထင်းမုံထဲကို မှန်ရအောင်ထိုးကြည့်တယ်။ဟောဟိုမှာဟိုမှာဘေးမှာဝမ်းကြည်နေသူတွေရဲ့အတန်းကစူညံသွားတယ်။မှန်ရအောင်ဟပ်လိုက်တဲ့နေရာမှာပပင်းထောင်နေတော့မွေးဥကောင်တဲ့တဲ့ဖြစ်ရာ မွေးရဲ့မျက်လုံးနှလုံးမှာနေရဲ့တောက်ပါတော့အယောင်သည်လျှက်ပန့်လျှက်နယ်များလိုဖြားထွက်သွားတယ်။ကိုသားဘောကကြည်နေသူအားလုံးကိုတယောက်မကြံဖဲခိုက်နေဒီမွေးကရိုးရိုးမွေးမဟုတ်ဘူးငကားဥကပေါက်ခါစား ခလိငယ်အရွယ်သာချိသေးတယ်ကိုသားပေါ်စကားကြောင့်နကားတယ်ဟိနကားတယ်ဟဝိဝိပြေးကြ ထို့သို့စူစူညံညံအတန်းနေဖြင့်လူတွေဖဲကုန်းကြတယ်နကားဆိုတာပင်လေသမုတ်တရားထဲမှာသာ နေတယ်လို့ကြားဖို့ပါတဲ့ဆရာကြီးအခုကဘယ်လိုကြောင့်ကုန်းမော်ကထင်းမုံတဲ့ရောင်းနေလေ ထိုကဲ့သို့အတန်းတန်းကခဝိဝိမှထွက်လာတယ်ကိုသားဘောက ပြန်ပြောတယ်နကားဆိုတာ ရေနေနကားနဲ့ကုန်းနေနကားတို့နှမျိုးရှိတယ်အခုတွေးနေရတာက ကုန်းနေနကားပါ ကုန်းနေနကားဆိုတာလူသူတွေအနာနိနေကက်ကက်နေလေမရှိဘူးအခုလိုအဖြစ်မျိုးဟာ အင်မတန်ကြုံကြိုက်ခဲ့ ဖြစ်ခဲ့ပါတယ်သူ့မျက်လုံးဟာ အမောင်တဲမှာမိကြည့်ခဲ့လို့ပထမလိုသိလှတဲ့နိနေရဲရဲအယောင်တောင်းနေတဲ့ဆိုကြဲကကုန်းနေနကားပဲလို့ကျွန်တော်သိလိုက်ပါပြီကဲဝေးဝေးချောင်းကြနော် ကိုသားဘောကပြောပြီးမှန်ရောင်ထိုးထားသည့်အလင်းရောင်ထဲမှပပြင်းထားနေသော မွေးကိုစိတ်စီဆိုင်ဆိုင်ကြေးပြီးနှုတ်မှတီးတို့ရေရွဲ့ပြောဆိုနေတယ်ခက်တာမြအကြဝဲမွေးကပပြင်းချကထင်းမုံထဲမှကိုသားဘောရှိရာထွက်လာတယ်မွေးကကြီးကြီးမားမားမဟုတ်ယောက်ျားကြီးတယောက်ရဲ့လက်မပမာဏမြအလုံးရှိပြီးအလျားမှတပေးခွဲမြသာ ရှိပေလိမ့်မယ်သို့တော့မှန်အလျောင်ထဲမှတွေ့နေရသော ။မပြင်းအဝိုင်ပမာဏကကြောက်ကြထွားဆိုင်ပင်မကချေမျက်လုံးနှလုံးက အကောင်အထဲနဲ့မလိုက်အောင် ကြီးမာတယ်။မျက်လုံးတစ်လုံးသည် ထိုးခဲ့သောငွေမတ်စီအဝိုင်တစ်မျှကြီးမာသည်ကိုထင်းပေါ်အပြင်ရောက်လာတော့မှတေးသေးချာချာတွေးကြရတယ်။လှလိုက်တဲ့မျက်လုံးဟာတွင်းထွေဗရမအစဲအတိုင်းပဲထို့သို့တီတိုးတန်တီအိုးအကျကျထွက်လာတယ်။မွေးအယောင်ကပြာသလိုလိုညိုးသလိုလိုဖြစ် မကျင့်ခွဲ့လိုအခြေကုန်နေဖုံးနေတယ်။ကိုသားဘောကမွေကိုကောက်ယူပြီးပခုံးပေါ်တင်းလိုက်တယ်။ထို့နောက်မြေသူကိုမျှနှုတ်မစဲလှဲမကြည့်တော့ပဲခြေလန့်တော်တော်ဖြစ်ထွက်သွားတယ်။ကိုသားဘောနောက်ကိုမြေသူမှမလည်ရဲကြ။ကိုသားဘောရဲ့ပခုံးပေါ်မှာအကောင်အထည်နဲ့မလိုက်အောင်ကြီးမားသောပါပြင်းကြီးဖြန့်ထားတယ်။နကားဆိုသောသရဝရဲ့မျက်လုံးအယောင်သည်လျှက်စီပြက်သလိုနီနီရဲရဲအယောင်ကဖြားထွက်သွားသည်ကိုသား ရွာသူရွာသားတွေမိမောမျောကြည့်ရင်ကျမ်းရဲ့ခဲကြတော့တယ်မခင်ရွှေကသူရေးတတ်တယ်လို့ရေးထားတယ်အဖအတာပေါ်အမှတ်တမ်းကိုဖတ်ပြ၍သုံးသွားတော့အခါစကားစဲပြောလိုက်တယ်ဘောဘွားကဒါတော့ပဲပြောလို့ကျမကဒါတော့ပဲရေးရသေးတာအဖအတာပေါ်ဘာဖြစ်သွားလဲဘောဘွားအဘွားကြီးကဖြေတယ်မသိဘူးဆရာမလေးရဲ့အဲ့ဒီရွာကနှကားပေါက်ထားခမ်းရတဲ့လူနာကိုကုသပေးပြီး ၎င်းကိုပခုံးမော်တင်ထွက်သွားတာပဲလို့ပြောတန်ကြားလိုက်ရတယ်။အဘွားတို့စီပြန်မရောက်တော့ပဲတခါတည်းပြောင်းသွားတာပဲကွယ်။ဟင်။ပေးမှန်းမသိချိန်မှန်းမသိမခင်ချွေးကစိတ်မကောင်းစွာပြောလိုက်တယ်။အေးဘယ်လိုမှသတင်းအစနာမရတော့ဘူး။ကိုရင်သားပေါ်ရောက်လာတာလေမပြောလိမ့်မယ်ရုပ်တရည်ပြောင်းသွားတော့လေမပြောလိမ့်မယ်ရုပ်တရည်အေးတခုတော့ရှိတယ်ကိုပူအောင်ကတော့တခါအိမ်မက်မဲလိုက်တယ်ကွယ်။ ။အော်ဘယ်လိုမဲ့လဲဘွားဘွားတို့ရွာအချိန်မြောက်တော့ကကုန်းမုံမုံနဲ့ဇေဒီအိုကိုတွေ့တယ်မို့လားလုံမလေး။ကုန်းမုံမုံကိုတော့တွေ့သားဇေဒီအိုရဲ့လို့တော့သတိမထားမိဘူး။ဘာပင်ကြီးမှမသိတဲ့တက်ပင်ကြီးတပင်တော့ကုန်းထိပ်မှာတွေ့ရတယ်။မက်ခင်ရွှေက ဖြည့်တယ်။အဲ့ဒါကရမက်ပင်ကြီးဆီယာမရဲ့ကရမက်ပွင့်ချိန်ရောက်ပြီဆိုရင်ကုန်းဘဝင်းချိန်မှာမှု့လိုက်တာကြိုင်နေတာပဲ။နေ့ချိုကရမက်ပင်ကြီးပေါ့အပင်ကြီးမှာပြုတ်ပြက်လို့ မြေပြင်နဲ့ညီလူမတက်ဖြစ်နေတဲ့ချင်းအောင်ဇေဒီငုတ်တို့တို့ခုချိတ်တယ်။ဟုတ်ကဲ့ ပြောပါဘွားဘွားဘယ်လိုအိမ်မမျိုးလဲအိမ်မထဲမှာ ကိုရင်သားဘောဟာလူတစ်ပိုင်းမွေတစ်ပိုင်းတည်းကွယ်ကိုအောင်ပိုင်းကမွေခါထက်ပိုင်းကလူတည်းဘာမှပြောဆိုခြင်းတော့မရှိဘူးကိုဖို့အောင်ကိုကြီးကြီးလင်းလင်းပြုံးရပြပြီးအဲ့ဒီဇေဒီငုတ်တို့ရှိရာကုန်းထိပ်ပေါ်တက်သွားတယ်လို့အိမ်မက်ခဲ့တယ်အဲ့ဒီတခါပါပဲနောက်တခါမှမမက်တော့ပါဘူး မခင်ရွှေကထူဆန်းသောမွေးနိုင်စရာအဖသားပေါ်အကြောင်းကိုငြိမ့်သက်စွာစဉ်းစားနေမိတယ်။အဘွားကြီးကဆက်လက်၍ကိုရင်သားပေါ်အကြောင်းပြောရမှအဘွားပြောစရာတခုကြံသွားတယ်ဆရာမလေးရဲ့။ဘယ်နေရာကြံသွားလဲဖေါ်ဖွာအဘွားကြီးကစဉ်းစဉ်းစားစားပြောတယ်။အေးဒီလိုကွယ်ကိုရင်သားပေါ်ကမွေးကိုက်လူနာတွေကိုစေးကူရမှစေးဘွားကဘယ်တော့မှ မတောင်းဘူးဆိုတာအဘွားပြောခဲ့ပြီးပြီနော်။ ပြောခဲ့ပါပြီအဘွားအဲ့ဒီလိုစေတနာထားကုသပေးပါလျက်နဲ့လူနာတယောက်ကတော့စိတ်ထားအတော်ရိုးတကူသူ့ဆွေမျိုးအရင်ထဲမှာလည်းအခုလိုဆေးစရာတယောက်ချိတယ်ပြောပါလောက်အောင်မစွမ်းတော့လူတွေကမရှိမဖြစ်တဲ့အချိန်ကတော့တုံးခဲ့ကြပါရဲ့ကိုရင်သားဘုကိုသိလာကြတော့သူ့အမျိုးဆေးစရာကိုတဲကယူမဆိုင်ကြတော့ဘောကွယ်အဲ့ဒါမနာလိုစိတ်နဲ့ကိုရင်သားဘုကိုတိတ်ခါချတယ်လေဟုတ်ကဲ့ဘွားဘယ်လိုတိတ်ခါချတာလဲ သူစပားရရင်မွေးဝဲထီးသွားတော့သူအမျိုးကိုမပင်ပဲကိုရင်သားဘောကိုပင်နေကိုရင်သားဘောကလည်းလိုက်ချပါတယ်ကုသာလည်းပြီးရောဘယ်လိုပြောသလဲဆိုတော့ဆရာကိုပင်တာတိတ်လက်အထင်းကြီးမသွားနဲ့တော့ကျုပ်ဆွေမျိုးဆရာကြီးကခီးလုံနေလို့လွယ်လွယ်ခေါ်ရတဲ့ဆရာကိုပင်တာပဲဒီမွေလောက်တော့ကျုပ်ဆွေမျိုးဆရာကြီးကစိဝတောင်တုံးမနေဘူးနှုတ်မိန်တခွန်းတဲ့နဲ့အစိတ်ကြသွားစေနိုင်တဲ့ပြားလို့ ပြောလိုက်တဲ့ဆရာမလေးရဲ့မခင်ချွေးပင်စိတ်ထဲကမခံချင်းပဲဖြစ်သွားတယ်။စိတ်မကုခင်ကဒီလိုစကားမျိုးပြောရင် ကောင်းမှာအဖအသားဘောကမကုတော့ပဲပြန်လာရောမွေးစိတ်တပြည့်သေးရောမခင်ချွေးကဆိုတယ်။ကိုရင်သားဘောကတော့တဖက်သားကိုသေးကြည်ပျက်စီအောင်ဒုက္ခရောက်အောင်မလုပ်ချပါဘူးကွယ်။သူ့ကိုအဲ့ဒီလိုစောကပြောတော့ကိုရင်သားဘောကလူနာချင်းမနဲ့ချင်းညိုကြအခွမွေးကရာကိုလက်မနဲ့ပိတ်လိုက်တယ်။ အစိတ်ချလို့စီးထွက်နေတဲ့တွေးပုံမဲမဲတွေကကုန်းလူစဲစဲနဲနဲ့တော့စိမ့်ထွက်နေသေးတာပေါ့ကွယ်ကိုရင်သားဘောကလက်မနဲ့ပိတ်လိုက်တော့နဲနဲ့ချင်းစိမ့်ထွက်နေတဲ့တွေးပုတ်ဟာချက်ချင်းရပ်သွားတယ်ကိုရင်သားဘောကထုံနေနေတောင်းပြီးနှုတ်ကအတံမထွက်ပဲနှုတ်ခမ်းလှုပ်ယုံမန်းပြီးမှ ထုံမန်းကိုမွေးကြရအထက်ခြေဖမိုးအလဲတဲတဲကနေပြီးခြေဖွားအထိဆွဲလိုက်တော့ခြေဖမိုးနဲ့ဖွားမှာထုံးအခွေးလိုက်ထင်းသွားတာပေါ့ ပြီးတော့မှကိုရင်သားဘောကကဲမင်းဆွေမျိုးဆရာကိုကြံနေသေးတဲ့အစိတ်ကို ကုံစင်းအောင်ခြာခိုင်းပြီးတော့အဲ့ဒီလိုတခွန်းနဲ့ပြောပြီးပြန်လာခဲ့တယ်ဆရာမလေးဟိုလိုအစိတ်မွန်ပြီးသေရောလာမခင်ချွေးကမေးတယ်ကိုရင်သားဘောကသူတော်ကောင်းမှာဘယ်သူကိုမှ သေးအောင်ပျက်စီးအောင်မလုပ်ဘူးလို့အဘွားကို ပြောပြခဲ့တယ်ဓာပြေဟိုလူဘယ်လိုဖြစ်သွားလဲအဘွားမွေးစိတ်ကထုံမှန်တားထားတဲ့နေရာကအထက်ကိုတော့မတက်တော်ဘူး ဒါပေမဲ့ထုံးမှန်တားတဲ့နေရကအောက်ပိုင်းတစ်ခုလုံးဟာ ပေါက်ကွဲထွက်တော့မလို့ခြေချောင်းကလေးတွေချစ်ချင်းကြေးမွပြုတ်ထွက်သွားတော့မလို့အပြင်းအထန်ကိုက်ခဲ့တဲ့ဝေဒနာကိုမရှိမဆန့်ခံစားနေရတယ်တဲ့။ဩကြံနေသေးတဲ့မွေးစိတ်ကထုံးမှန်တကိုးကြောင့်အထက်ကိုမတက်နိုင်ပေတားမြစ်ထားတဲ့နေရမှာအစွမ်းပြနေတာပေါ့။ဟုတ်လားဘွားဘွားဟုတ်တယ်ဆရာမလေး။နောက်တော့ဘယ်လိုဖြစ်သွားလဲဘွားဘွား။သူ့အမျိုးသမားတော်ကမနိုင်တော့ဘူးလေ။ ကိုရင်သာပေါ်ရှိနေရကိုလူနာကိုပခက်နဲ့ထမ်းယူလာပြီးရှ िख ို့တောင်းမှန်ရတာပေါ့ကိုရင်သာပေါ်ကသူတော်ကောင်းပဲခွင့်လော်ပြီးကဲလိုက်ပါတယ်အသက်ချမ်းသာသွားတာပေါ့အဘွားကြီးကပြောရင်တစုံတစ်ခုကိုသတိရလာဟန်ပြည့်ဟဲ့ဟဲ့သမီးဘဲရောက်နေတုန်းထိုးတို့အတန်ပြုတ်လိုက်တော့အခါဒီမှာအမေအဘသာပေါ်ကြိုက်တတ်တဲ့တတ်တတ်လို့ဟင်းရွဲ့မနစ်ဖြင့်အစင်းသိမ့်ချစ်ပြုတ်နိုင်အောင်ပြင်းစင်းနေတယ် ထိုကဲ့သို့ဖြေးတန်းကမိဖို့ခန်းထဲမှာထွက်လာတယ်မခင်ချွေကအံ့ဩသွားတယ်အဖအသာပေါ်မရှိတော့ဘူးလေပြောတယ်အဖအသာပေါ်အတွက်ဟင်းဦးလေစီမံနေတယ်ဆိုတော့အဖအသာပေါ်ကပြောက်သွားတယ်ဆိုတာမွေးမောပေါက်ပြီးမွေးမြဖြစ်သွားသလားလို့တွေးလိုက်မိတယ်မခင်ချွေတွေးနေသည်ကိုအကဲခတ်မိရန်တူသောအဖွားကြီးကဇဝေဇဝါဖြစ်နေတဲ့မခင်ချွေရဲ့အတွေ့ကိုရှင်းလိုက်တယ်ကိုရင်သာပေါ်ပြောက်သွားပြီးအဖွားယောက်ျားကအိမ်မက်မက်တယ်ဆိုတာ လုံမာလေးကိုပြောခဲ့တယ်မဟုတ်လားဟုတ်ကဲ့ဘွားဘွားမှတ်မိပါတယ်အေးမနေ့ပြင်ဆိုရင်ကိုရင်သားပေါ်ပြောင်းသွားတဲ့နေ့ပဲအဘွားယောက်ျား65ပဲကိုရင်သားပေါ်ပြောင်းသွားတဲ့နေ့ရောက်ပြီလားဆိုရင်နေ့စဉ်မှန်မှန်သူ့ကိုအိမ်မဲမဲထားတဲ့ရွာထိပ်ကဇီရီအိုရှိရာ တောင်ကုန်းထိပ်ကိုသူကြိုက်တတ်တဲ့ဟင်းနဲ့ထမင်းတပွဲသွားဖို့နေကြအမင်းကလေးရဲ့အဲ့ဒါမနေ့ပြန်သွားဖို့ဖို့နေပဲမခင်ချွေးကထူးဆန်းသောမွေးနိုင်စရာ အဖအသာပေါ်အကြောင်းကိုငြိမ့်သက်စွာစဉ်းစားနေစဉ်မှာအဘွားကြီးသမီးကဝင်ပြောတယ်ဆရာမလေးကထူးထူးဆန်းဆန်းဝါသနာပါတော့နားထောင်စရာတွေအများကြီးရှိနေသေးတယ်မခင်ချွေမျက်လုံးကျဲသွားပြန်တယ်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ